န့်နေပါထွက်နေတာပထမဆုံးသတ်တွေ့တာကတိုင်းပူလာရဲ့ဟိုဘောနော်ဇေယတိတိရုပ်ရှင်ကြီးရဲ့စတွေ့တယ်ပေါ့နော်အဲအဲ့ဒီနာမှာလဲဟိုဘောနော်တော့ရှောက်ပြိုချပြက်စီအကြောင်းနေရှင်ပေါ့နော်အဲ့လိုမျိုးတွေနေသားရဲ့ရှိပြောရမယ်ဆိုရင်တော့သတိုင်းမျိုးဝင်ဝင်ချင်းမျိုးပြက်ကြီးတစ်ခုလို့မျိုးပြက်ကြီးတစ်ခုအလားမြင်လိုက်ရတယ်လို့မြင်မြင်ရတယ်ဒီမှာလေဟိုပြိုချပေါ့နော်လုံးဝပြိုချပြက်စီထားတဲ့အိမ်ကြီးကအဲ့ဒါဘာမှရှာဖွေကြရေးမလုပ်နိုင်တော့ဘောနော်အဲ့ဒီအိမ်ကြီး အဲ့ဒီအိမ်နေနာဖြစ်ရင်အပုံနဲ့နေရတယ်ပေါ့နော်အဲ့ဒါဟာကအခုလိုင်းပေါ်မှာတက်နေဆိုတော့ဒီတစ်မျိုးလုံးကအပုံနဲ့နေဖွက်နေလို့ပါလို့ဆိုရဲချင်းတို့ကတစ်မျိုးလုံးတို့ပြောလို့ရတယ်လို့တစ်မျိုးလုံးလို့လည်းပြောလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့အဓိကအဲ့ပြူကျတဲ့အိမ်နေနာပေါ့နော် ပြူကျတဲ့အိမ်နေနာဖြစ်မှကအပုံနဲ့နေဖွက်တာအဲ့တော့အဲ့ဒီဟာရဲ့အနှံ့ထွက်လာခြင်းအပုံနဲ့နေထွက်လာခြင်းရဲ့ယူဆရာအဲ့ဒီအောက်မှာလူတွေပြည်ပြည်တည်ဆုံးနေဆိုတဲ့အခြေအနေမျိုးတွေဟိုပြောလို့ရတာပေါ့နော်ညီမလေး ညထဲမှာတော့လူကြီးရဲ့ခြေနေကဒီဘောဟို၆ကက်ပေါ့နော်၆ကက်၆ကက်နေတဲ့ခြေနေမျိုးပေါ့တွားလာလာတာမျိုးတော့ဟိုနဲတယ်အဲအဲ့မှာပေါ့နော်တချို့နေရာတွေဆိုရင်ဟို red line နေတားထားတယ်ပေါ့နော် red line နေတားပြီးတော့မှဟိုထားထားတယ်တွားလာလာတာမျိုးတွေကတော့ရှိနေတယ်ဟိုပုံမှန်လူခြေနေမျိုးမဟုတ်တာမျိုးပဲရှိတာပေါ့နော်တွားလာလာတဲ့ဟာမျိုးတွေကတော့ရှိနေကြတော့တယ်အဲပြီးတော့ဒီနေ့ပေါ့နော်ဒီနေ့ အဲအဓိကပေါ့နော်ဒီလမ်းတွေပေါ့သတိုင်းမျိုးလမ်းတွေကဟိုသွားတဲ့ခါမှာသတိုင်းမျိုးလမ်းတွေအဟိုလိုအခြေအကြီးတွေမဟုတ်ဘူးလေအခြေအကြီးတွေမဟုတ်တဲ့အတွက်အဲလမ်းတွေပေါ်မှာပြိုကျထားတဲ့လမ်းတွေလမ်းမလမ်းတွေပေါ်မှာပြိုကျနေတယ်ဟိုအပြိုကျနေတဲ့ဒီဘာတွေပေါ့နော်ဒီပစ္စည်းပြိုကျနေတဲ့အုတ်တွေပါညာပေါ့နော်အဲလမ်းပိတ်နေတော့အရာတွေကိုဒီနေ့တော့ရှင်းပြတာရှင်းပြပြီးတော့ပေါ့နော်အမျိုးလုံးမျိုးရှင်းရ ဟိုဒီရန်နေရာတွေပါနေတုတ်ပေးနေတာတော်တော်ရှိတယ်ကြီးလေးဟုတ်တယ်။အဲအဲ့ဒီအဲ့ဒီမြင်လို့ပါ။ဟုတ်လား။အဲ့ဒီကလည်းမျက်စိတည်းမြင်မှလည်းပြင်းနေပြင်း။ဟိုကအကူကြီးကလေးတွေကအဲမလုံနိုင်တဲ့အခြေအနေကတော့ဟိုသူတို့အဲ့မှာရှိတဲ့လက်ရှိအခြေအနေကလုံလောက်သောအင်အားမရှိတဲ့အတွက်ဟိုဒီနေ့ဟိုကလေးလုံနေတဲ့အဖွဲ့တစ်ဖက်ကိုမေးကြည့်ရပါတော့နော်။ကိုတို့ဒီညနေပိုင်းမှာဟိုလုံနေတဲ့ကလေးအဖွဲ့တစ်ဖက်ကိုမေးကြည့်တော့ သူတို့ရှိနေတဲ့အင်အားနဲ့ဟိုကနဲ့ပေါ့နော်မလောက်တဲ့ဒီပြည့်စည်တဲ့ဟာမမြတဲ့အတွက်အဲ့လိုရှင်နေမျိုးလို့တော့ပြောတယ်ဟိုလုံလောက်တော့ပေါ့နော်ဒီလူရင်အားစိုက်အင်အားနဲ့ပြည့်စည်ဆုံးရုံးနဲ့မမြတဲ့ရှင်နေမျိုးကြောင့်လုံပေါ့နော်ကေဇေးရေးကိုသတိရောက်လုံးမပေးနိုင်သေးဘူးဆိုတဲ့ရှင်နေမျိုးကိုတော့အဲလက်ရှိကေဇေးရေးလုံးနေတဲ့အဖွဲ့ကြီးတွေကတယောက်ကတော့ပြောတယ်အဲ့လိုမျိုးတော့ပြောတယ်ဒီမှာလေကိုရောက်ခဲ့တဲ့ရှင်နေမျိုးကတိုင်းမှာပေါ့နော်နိုင်ငံတကာအဓိကတော့ပေါ့နော်ဒီကိလနိုင်ငံသားကေဇေးရေးအဖွဲ့ကြီးတယောက်မှမတွေ့ပါဘူး အဲဤတက်တဲ့ဖွဲ့တွေနဲ့ဤတက်တဲ့ဖွဲ့တွေနဲ့ဟိုဘောနော်လူမှုကွန်ရီတင်ကြတယ်လူမှုကွန်ရီတင်ကြတယ်ဤဖွဲ့တွေပေါ့နော်ပြီးတော့နောက်အဲအဲ့လိုအမျိုးကြီးလည်းတွေ့ခဲ့တယ်ပေါ့နော်နောက်ပြီးတော့စကိုင်းမာကဒီပြည့်ရကျော်ပုံမှာရှိတဲ့အတွက်ငလျင်ဘေးတန်တင်ကွန်ရီကြတဲ့အတင်းဆိုပြီးထူထောင်လာရရှိတယ်အဲ့ဒီအတင်းကတော့အင်တိုင်းအားတိုက်တော့လုတ်ပေးနေတယ်ဒါပေမဲ့အဲသူတို့လုတ်ပေးနေတဲ့အထဲမှာအရင်တော့လူအင်အားမများတာကိုတွေ့တယ်အရင်တော့လူအင်အားမများဘူးဆိုတဲ့အခြေအနေက အဲ့ဒီမှာလူငယ်တွေတော်တော်ကိုနေတယ်ပေါ့နော်လူငယ်ကတော်တော်နေတယ်ပေါ့မှာရင်းကခုလိုပေါ့နော်အခုခုဖြစ်တယ်ဆိုရင်အဲ့ဒါအားတိုက်ဖွဲ့တယ်ဟိုမှာအခုကိုစိုးစိုးကပြောတယ်ငလျင်ဘေးတန်တင်အဲတို့ဆိုတင်ပြီးလူဖွဲ့စည်းထားတယ်ပေါ့နော်တိုင်းမျိုးဟိုပေါ့နော်မျိုးမျိုးဖားတွေရောတိုင်းပေါ့ပေါ့အဲမျိုးနယ်အုပ်စုဖွဲ့တွေကပါအတင်းရပြူဖွဲ့စည်းထားတယ်အတင်းကြီးကဂျူရင်အားထောင်ကျော်ရှိတဲ့ဟာကအဲယာကနန်းတော့ယာကနန်းဝင်းကျင်ပေါ့နော်တရားဝင်းကျင်လောက်နဲ့ ော်နော်၁၀၀၁၅၀ဝန်းကျင်လောက်ဒီမျိုးလုံးကိုဖြန့်ဖွဲ့ပြီးလုပ်နေရတဲ့ဆိုတဲ့အခြေအနေမျိုးတွေ့ခဲ့ရတယ်ဒီဆုံးရှုံးမှုကမြို့အရေးအတွက်နဲ့ဆိုရင်85 80ရာခိုင်နှုန်းတော့ပျက်စီးတဲ့အခြေအနေမျိုးရှိတယ်။ပြိုကျတာတွေရောဟိုပျက်စီးတာတွေရောပေါ့နော်။နောက်တစ်ခုကအဲသမျိုးလုံးနီးပါးပေါ့နော်။အိမ်တိုင်းအိမ်တိုင်းနီးပါးအုတ်တိုင်းနေပြူတယ်။ခုံကြီးကျောင်းတိုင်းနီးပါးအုတ်တိုင်းနေပြူတယ်။ နောက်တစ်ခုကိုစကိုင်းပေါ့နော်စောစောကိုပြောရဲစကိုင်းတောင်ပေါ်ရောက်တယ်စကိုင်းတောင်ပေါ်ရောက်တော့ဟိုတောင်ပေါ်အချောင်းကြီးကတောင်ပေါ်ပို့ပြီးတော့ပြည့်စည်များတယ်လို့ပြောလို့ရတယ်စကိုင်းသာသနာနယ်မြေပါပဲစကိုင်းတောင်လို့ခေါ်တယ်သာသနာနယ်မြေကပို့ပြီးပြည့်စည်မှုဆုံးဆုံးမှုမျိုးဟိုပေါ့နော်ဒီလူနေတဲ့မျိုးမျိုးဆက်ပို့များတယ်လို့ပြောလို့ရတယ်မျိုးထဲမှာလည်းအခြားသောသာသနာကအဆောက်အဦကြီးပေါ့နော်ပလီ၃လုံးပေါ့နော်ပလီ၃လုံးပြည့်စည်တယ်ပလီပလီဒီအစ္စလာမ်ဘာသာဝင်တွေဝေချောင်းတော်တွေပြည့်စည်တယ် နောက်ပြောခရစ်ယာန်ချက်ကြောင်းတောင်းပြည့်ရတာပြည့်စည်နေအောင်တွေးခဲ့တယ်ဒီသာသနိကစာအုပ်အနေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟိုမြို့ထဲမှာလည်းဒီဒီတိုင်းမြို့ထဲမှာရှိနေတဲ့အဲသာသနိကစာအုပ်အစောက်အုံဓမ္မယုံတွေအဲ့လိုမျိုးပြောကြပြည့်စည်ရမျိုးတွေပြင်ခဲ့ရတယ်အရင်ကဆိုရင်တကိုင်းရောက်ပြီဆိုရင်တို့တတရရကအဲ့ခုစောစောပို့ပြောတဲ့အဲဇေယတိရိရုပ်ရှင်ုံနဲ့မျက်ဆောင်လို့မှဆိုရင်ကိုတို့အဲ့မှာဇကိုင်းရောက်တိုင်းတောက်တယ်ပေါ့နော်ဟိုအေးဆိုင်လေးရှိတယ်အဲ့အေးဆိုင်ဆိုရင်လည်း ဟိုပစ္စည်းရဲ့အဲမှာပါတော့အဲ့လိုပေါ့ကွာဟိုမตายရတော့တဲ့အချိန်လေးကိုပေါ့အဲ့လိုမြင်အဲ့လိုရက်စားကြောင်းလဲသွားတာမျိုးပါရဲ့သာသနာ့ညီလို့ဆိုလို့ရနိုင်တဲ့စကိုင်းစကိုင်းမျိုးကြီးရှင်နေကတော့အရင်ကနဲ့မတူအောင်မြင်ရတဲ့ဘာရတော့ကောက်ကြကြရတော့များပြီပေါ့နော်ဟိုစိတ်မကောင်းစရာမြင်ဝင်နေမြင်ရလေမြင်ခဲ့ရတာပေါ့ဇင်ကတည်းကဆိုင်အများကြီးပါချသွားတယ်ပေါ့ချရဲ့